သက်တွေတနိုင်ခံလုံးစောင့်နေကြတယ်။ဘရော်နီကာရဲ့ထိုးပွဲကြီးကတော့ရောက်ရှိလို့လာပါပြီ။ The Old Fighter Lee Min Gri ကတော့ပွဲကြိုအင်တာဗျူးမှာသူ့ရဲ့ပထမအဆုံးဝမ်ပွဲကိုအနိုင်နဲ့ဇီဦးဖောက်ပြမယ်လို့လေလုံးကတော့ထွားလိုက်ပြန်ပါပြီဗျာ။ဒီမင်ဂရီကတော့တကယ်ကိုမှကောင်းတဲ့ fighter ပါမကောင်းလို့ပြောတာမဟုတ်ပါဘူး။နော်တရုတ်နိုင်ငံမှာဆိုရင် kickboxing champion ဖြစ်ခဲ့တယ်။ဒါပေမဲ့ bronica interview ပြောခဲ့တဲ့ဟာကိုကျွန်တော်အနေနဲ့ပြောပြစီ အတွေ့အကြုံပိုင်းမှာမှာဆိုရင်ဒီပွဲကမွေးထိုင်းပွဲထိုးရမှာဖြစ်ပေါ်စေမဟုတ်ဘူးအတွေ့အကြုံပိုင်းမှာဆိုရင်မွေးထိုင်းပွဲနဲ့ပတ်သက်ရင်ဒါကြောင့်ရူပရိုနီကာကအတွေ့အကြုံပိုသာပြီးတော့အလဲထိုးပါပါလေပြိုင်မဲ့ဖိုက်တာနော်တယုံမှတဲ့ပို့ပြီးတော့ ချမ်းသာပါတေယုံမရဲ့တန်းတန်းသျှောက်ကိုကြည့်မယ်ဆိုရင်အလဲထိုးနဲ့နှစ်ပွဲပဲနိုင်ခဲ့ဘူးတာဗျဆိုတော့အလဲထိုးပါဝါမရှိဘူးလို့တော့ကျွန်တော်အနေနဲ့ပြောလို့ရတယ်နော်ဆိုတော့ဘရိုနီကာတော့တကယ်ကိုမှအလဲထိုးပါဝါရှိတယ်ဒါပေမဲ့ဘရိုနီကာကဒီညပွဲပွဲမှာတခြားသောသူတောက်လျှောက်ထိုးခဲ့တဲ့ပွဲတွေလိုမျိုးအထိုးသဘောက်နဲ့မဟုတ်ဘဲနဲ့ เนาะ clinch ပိုင်းတွေရော back ဆုံမြတိုင်းကွက်ဘောင်းဆုံကိုသူ့အနေနဲ့ပြမယ်တဲ့เนาะ high kick တွေပါအကုန်လုံးချပြမယ်လို့ဆိုတာပဲဖြစ်ပါတယ်ဆိုတော့ bronica နိုင်မယ်တော့အားလုံးကလည်းခိုင်မှန်းထားကြတယ်ဒီပွဲတော်နိုင်လို့ရှိရင် stanford test နဲ့နောက်ပွဲမှာထိုးရနိုင်တယ်ပေါ့เนาะဆိုတော့တော်တော်လေးကိုလည်းစိတ်လှုပ်ရှားနေပြီဗျเนาะဟိုဘယ်လိုပြောရမလဲ bronica ကိုကျွန်တော်ပရိသတ်တွေအရန်ခြိုက်ကြတဲ့ကကြတော့เนาะဟိုသူ့ရဲ့ထိုးပွဲကိုကြည့်ရင်ကျွန်တော်ဒူးတုံရင်တုံပေါ့เนาะဒါကတော့ပရိသတ်တွေဖြစ်စမြဲပါပဲဒါပေမဲ့ bronica ပြောသလိုဗျာဒီပွဲကတော့ဒါသူ့အနေနဲ့ မွေထိုင်းကိုပြိုင်မဲ့ဖိုင်တာတဲ့ပိုင်နေဒုတိယကသူထိုးနေကြထိုးပေါက်နော်လက်တီထိုးချက်တခုတည်းနဲ့မဟုတ်ပဲね high kick နဲ့ clinch ပိုင်ကိုသူအနေနဲ့သုံးသွားမှာဖြစ်ပြီးအဲ့ဒါနေပဲနော်တိုင်းခွက်ပေါင်းစုံနဲ့ပဲလက်တီတပေါက်တည်းမဟုတ်ပဲねတိုင်းခွက်ပေါင်းစုံနဲ့ပွဲသိမ်းပြမယ်လို့တီးလင်းကိုဆိုထားပြတဲ့အတွက်တရားရခိုင်တော့ pronic ကနိုင်ကိုနိုင်ရမယ်ဒီညနော်နိုင်ကိုနိုင်ရမယ်